ခိုးတဲ့သူကဆင်းရဲလို့တော့လကောင်းဟောတုံးဆွဲဖို့ခက်ခဲတာမရှိရအောင်ပေါ့နောက်ဆုံးကြံရမရလို့ပဲဖြစ်ပလေစေဗီဇပါလာလို့ရယ်ဆိုခိုးတာခိုးတာမှန်တယ်ပေါ့နော်ဒါပေမဲ့အော် sanction ရဲ့ education အားနည်းလို့ကျွန်တော်မြင်တယ်เนาะပြီးရခါကျတော့သူ့ရဲ့မေတ္တာတရားနဲ့အာဟိုသူ့ရဲ့လူတယောက်ပေါ်မှာတုံးတက်တဲ့ပုံစံက night test စီလုံးစီးနှင်းဖြစ်တယ်လို့ပဲမြင်ပါတယ်ဟိုစာနာမှုမဲ့တာမိမသားတူဖြစ်ပြီးတော့မိမသားတူမစာနာသလိုကိုတီလည်း1နဲ့လွယ်ပြီးတော့ခလေးမွေးလို့ထားရတယ်သူတူလည်းဖြစ်နေလို့သိထားရယ်စာနာကြရယ်တနာကြရယ်စာနာကြရယ်တနာကြရယ်ဆိုတာလေကျွန်တော်လည်းအဲ့နေရာမှာတော့ပြောချင်တာပေါ့နော်ဒီဟိုငါးပွဲရငါးစားချရတဲ့စာရယ်ဆိုရင်လေဟိုကြည့်

အာဒီနေ့ပွဲကတော့ PNG Company Limited ကကျင်းပတဲ့အာ Local Innovation Meet Global ဆိုရဲခေါင်းစဉ်အောက်မှာကျင်းပတဲ့ဟာကောက်တေးဟာဘာလဲကောက်တေးကျွန်တော်တို့ဒီဟာပေါ့ပွဲလေးပါဗျဟုတ်နော်ဒါအခုလည်းတော်တော်ဖြစ်နေတာဟာဆို ရန်ပြည်သူလူထုတွေကစိတ်လည်းမကောင်းဖြစ်ကြတယ်တခုအားပြီးတော့မဟုတ်ပါမဲ့စိတ်မကောင်းဖြစ်တဲ့အပိုင်းလည်းရှိတယ်လို့တခုကလည်းနည်းနည်းလေးပေါ့ဟုတ်ကဲ့ဝေမှုရှိနေဆိုတော့ဟုတ်ကဲ့ဟုတ်အာအဓိကလေဟာနိုင်ငံတိုင်းမှာတော့ဒီကောင်းတဲ့လူတွေရှိမယ်ခိုးတဲ့လူတွေရှိမယ်မကောင်းတဲ့လူတွေရှိမယ်ပေါ့နော်အာဒါပေမဲ့ဒီနေရာမှာအခုဆိုရင်ကျွန်တော်တို့ကအဲ့ဒီလုံခြုံရေးဆိုပြီးတော့ကျွန်တော်ဆိုင်နေဖွင့်တဲ့ခါမှာလဲလုံခြုံရေး CCTV တွေတက်တယ်ပေါ့နော် CCTV က just record ပဲအခုနိုင်ငံမှာဘာပြောနေတာလဲဆိုတော့ကျွန်တော်တို့ covid ကို cover ယူပြီးတော့အုတ်ထုတ်ကြီးရေးဆောင်မယ် mask တွေတက်လာတယ်ကျွန်တော်တို့က ဖမ်းဆီးကိုခတ်တယ်အဲ့တော့ဥမာကိုယ်ဆိုင်ကနေပြီးတော့ဟိုလူတယောက်ဝင်ခိုးသွားတယ်ခိုးသွားတဲ့အခါမှာပစ္စည်းပါသွားတယ်ပြီးတော့ TV လေးဟော CCTV လေးကြောင့်အော်ငါပစ္စည်းပါသွားတာပဲဆိုပြီးတော့ just ဒီလောက်ပဲရတာပေါ့နော်နောက်ဆုံးမတက်ကကျွန်တော်တို့ဒီသက်ဆိုင်ရာ department တွေပေးခါမှာတော့ direct call အနေနဲ့ထုတ်ပေးလို့ရရပေါ့နော်အခု digital platform တွေမှာလည်းဒီလိုခိုးမှုတွေနဲ့ပတ်သက်ပြီးတော့အခုလက်တလောပြန့်ပွားနေတဲ့ message တွေရှိရယ်ဒါတွေကကြတော့အားလုံးလည်းသိပြီးသားဖြစ်မယ် 哦ခိုးတာအပိုင်းနှစ်ပိုင်းခွဲရမှာเนาะခိုးရဲသူကတစ်ပိုင်း哦ဆက်ရှင်ရဲ့哦လောက်ရမယ် process ကတစ်ပိုင်းအဲ့ဒီနေရာမှာကျွန်တော်ရဲ့အမြင်လို့ပြောရရင်ခိုးရဲသူကစင်းရဲလို့တော့လကောင်း哦တုံးဆွဲဖို့ခက်ခဲတာမရှိရအောင်ပေါ့နောက်ဆုံးကြံရမရလို့ပဲဖြစ်ပလေစေဗီဇပါလာလို့ရယ်ဆိုခိုးတာခိုးတာမှန်တယ်ပေါ့เนาะဒါပေမဲ့အော် sanction ရဲ့ education အားနည်းလို့ကျွန်တော်မြင်တယ်เนาะပြီးရခါကျတော့သူ့ရဲ့မေတ္တာတရားနဲ့အာဟိုသူ့ရဲ့လူတစ်ယောက်ပေါ်မှာတုံးတက်တဲ့ပုံစံက night test စီလုံးစီးနင်းဖြစ်တယ်လို့ပဲမြင်ပါတယ်။အော်အပိုင်းနှစ်ပိုင်းခွဲရမယ် education ဆိုတာမြန်မာနိုင်ငံမှာနေပြီးတော့မြန်မာပြည်သူပြည်သားတယောက်အနေနဲ့ဒီလိုဟာဘယ်လို action ကင်တွေရမလဲဥပမာဆိုလိုချင်တဲ့အတိတ်ပဲလို့ပြောမယ်ဟိဆန်တော့အော်ဒီလို case တွေမှာဘယ်လိုအဥပဒေရှိတယ်လဲအော်ဒါလေးတွေကို तू ကဟိုသိရှိနားလည်ရင်တော့ तू ဒီလိုအမှုတွေမကျူးလွန်ဘူးလို့လည်းကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုကစိတ်ဓာတ်ပေါ့အော်ကိုကိုရိုင်ကစိတ်ကိုနေကအရန်မောင်းမှာပြီးတော့အော်ရက်ဆက်ကြံကြုတ်တဲ့ ပင်ရင်ပင်ပီစာစိတ်တွေရှိနေတဲ့အခါမှာဘာဖြစ်လဲဆိုတော့နှုတ်ကထွက်လာလူတယောက်ကစိတ်ထဲမှာရှိရရင်နှုတ်ကထွက်တာပေါ့နော်အဲ့ညမှာအဆူဆုံးကဟိုစာနာမှုမဲ့တာမိမသားတူဖြစ်ပြီးရောမိမသားတူမစာနာသလိုကိုတီလဲဝမ်းနဲ့လွယ်ပြီးရောခလေးမွေးလို့ထားရတဲ့သူတူလဲဖြစ်နေလို့သိထားရဲ့အော်အဲ့တော့အဲ့လို situation မှာအော်စာနာမှုဆိုတာလုံးဝပျောက်နေရလို့မြင်ရတယ်။အော်အဲ့တော့မြန်မာပြည်အတွက်တော့ကျွန်တော်ဟိုခုတက်တန်းတက်လျှောက်မှာဒီလိုဖြစ်စဉ်အားတော်တော်အံ့ဩမိတယ်။ဟိုအဲ့လိုတွေလည်း ိုပြောမယ်ဟေးဆိုတော့ဒီစိုင်းနဲ့ဂျားရင်မှာဖြစ်နေတဲ့ဟာဒီဟာကိုအခြေခံပြီးတော့အော်နောက်ဒီမြန်မာပြည်သူပြည်သားတွေအတွက်လည်း knowledge တခုတော့ရသွားရဲ့ပေါ့နော်အဲဒါပေမဲ့ဟိုမြင်ရတော့ဟိုမနေ့အစိုးရမြင်တာဆိုတော့အကြည့်ရတာမပျော်ဘူးပေါ့နော်အဲ့လိုကြီးကြတော့လည်းကြမ်းလွန်းပါတယ်ပေါ့ဟုတ်အဲ့လိုပါကြဟုတ်ဟုတ်ကလေးလေးပေါ့မြင်လို့ အာအဓိကတော့ကျွန်တော်တို့အသက်အရွယ်ကလည်းတကယ်တော့အိမ်တော်ပြုမယ်ဆိုရင်သာသမီတွေရနိုင်ပြီပေါ့နော်ရသည်ဖြစ်စေမရသည်ဖြစ်စေကိုယ်မှာတူရတူမတွေရှိရဲ့ညီမအာဆွေမျိုးသားချင်းတွေရှိရဖြစ်တဲ့ကြောင့်ပေါ့ဒီလိုကလေးတငယ် FB ဆိုတာလည်းကျွန်တော်တို့ကောင်းကောင်းနားလည်ထားရဲနားလည်ထားတဲ့အပိုင်းမှာအာဒီမျိုးသမီးကကြတော့ FB ကိုဘာတစ်ခုမှမသိဘူးလို့လည်းကျွန်တော်ယူဆတယ်ဒါပေမဲ့ FB ဆိုတဲ့သဘောတရားကကြတော့လည်းအဓိကပြောမယ်ဆိုရင်မသိလို့မှားလို့မရဘူးပေါ့နော်အော်မသိလို့ဆိုပြီးမှားလဲဟို FB ကိုခွင့်ထုတ်တာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာဟို strong စာနာစိတ်နဲ့ပြန်ပြောရမယ်ဆိုရင်ဒီကလေးငယ်နဲ့တက်ဆိုင်မှုမရှိဘူးဆိုတဲ့ဟာကိုအပြင်ဒီကလေးငယ်ပေါ်မှာပါဟိုတိုက်ရိုက်ဟိုပါပေါ့နော်ဖူးနှက်ချက်လေးမြင်ရတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာဒီလိုလူမျိုးတွေကိုမရှိစေချင်ဘူးမရှိစေချင်ဘူးဆိုတာဒီလိုစိတ်ထားမျိုးမရှိစေချင်ဘူးလို့ပြောတာပါเนาะဘာလို့ဆိုတော့ကျွန်တော်အနာကက်မှာဒီလူငယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာကသူတို့ပုံမှန်မတည်ရဲ့ဒီကလေးတွေကျွန်တော်ကပြည့်စုံပြောင်းထောင်ပေးရမှာအော်ကလေးငယ်တွေနဲ့လည်းပိုင်းခြားခွဲ ွဲချမ်းစိတ်ပြပြီးတော့မမြင်တတ်ဘူး။အော်ပြီးတော့သူပြောတဲ့စကားလုံးတွေကကြံတန်းလွန်းတယ်။အော်ရက်ဆက်လွန်းတယ်လို့မြင်တယ်။အမြမအမျိုးသမီးတယောက်ကဟာဥမာနိုင်ငံတကာမှာအခုဆိုရင်ကျွန်တော်တို့ဒီ Reese တင်တယ်။ Reese မှာအခုဒီအော် social platform automatic translate လုပ်ပေးတဲ့ software ရှိနေပြီ။အော် platform မှာနောက်ပိုင်းတရားတွေက translating ဖြစ်လာတဲ့အခါမှာ မြန်မာပြည်သူပြည်သားတွေရဲ့ image ကိုထိခိုက်စေရယ်အော်နိုင်ငံတကာမြင်တဲ့အခါမှာကျွန်တော်တို့ရဲ့မြန်မာပြည်ဆိုရင်အာယဉ်ကျေးတဲ့တိမ်မွေးတဲ့အာစာနာစစ်ရှိရယ်ဆိုရယ် concept ကြီးကပျောက်သွားမယ်ပေါ့နော်အော်အဲ့ဒါလေးကိုလည်းတကယ်လို့မှားခဲ့တာလည်းအမှတ်မထင်လို့ဖြစ်ပေမဲ့လည်းနောက်လူတွေကိုတော့ဒီလိုမျိုးဟာကိုသင်ခန်းစာယူပြီးတော့တတ်နိုင်သလောက် ထိမ့်သိမ့်ကြပါလို့ဒေါသရှိမထားပါနဲ့နော်ဒေါသရှိထိုင်မှာဒါနဲ့ကျွန်တော် grandless နေသားဆိုတော့ဒီခါလေးစားအဲ့လို on the spot ကိစ္စတွေမှာအဲ့စိတ်ကထောင်းနေထွက်တယ်ဒါပေမဲ့ဟိုအဲ့လောက်တည်းထီတော့ဆူဆူဝါဝါမမြင်ဘူးသေးဘူးကိုကိုယ်တိုင်လည်းမဖြစ်အာအဓိကတော့အဲ့လိုနှစ်ပိုင်းပေါ့နော်ဒီလားစာနာကြရဲတနာကြရဲစာနာကြရဲတနာကြရဲဆိုတော့လေကျွန်တော်လည်းအဲ့နေရာမှာတော့ပြောချင်တာပေါ့နော်ဒီဟိုငါးပွဲရငါးစာချရတဲ့စာရယ်ဆိုရင်လေဟိုကြီး ိုင်မာတဲ့ plan လေးတခုရှိစေချင်တယ်ပေါ့ဒီလူငယ်တွေကို protect လုပ်ပေးတဲ့ program ပေါ့အဲ့လိုနေရာတွေမှာအော်ဒီလို volunteer စေပြီးတော့ youth nation တွေကပို့ပြီးပါဝင်သင့်တယ်လို့ထင်တယ်ပေါ့အော်မြန်မာနိုင်ငံမှာတမ်းမောင်းမြောက်စွာသောလူတွေရှိရဲအဲ့ဒါမှာကလေးတငယ်တွေကလည်းအများကြီးရှိရဲအော်ဒီတူတယောက်တည်းကို focus ထားတာမျိုးတက်စားရင်ဟေ့ဆိုရင်အများစုကို focus ထားတဲ့ program တွေကတော့ပို့ပြီးတော့ ကျူဆိုတင်တယ်။အော်ပြီးတော့နောက်ထပ်တစ်ခုကဘာလဲလို့ပြောမယ်ဟိဆိုရင်တော့ခိုးဘက်မို့လဲ blame ကြတာတစ်ဖွဲ့ပေါ့နော်။ဒီမှာမှာလဲထောက်ပံ့ခြင်းနဲ့ဘာညာဆိုရယ် concept တွေမျိုးဆိုတော့ကျွန်တော်တို့ကဒီလိုအများကြီးပဲတယောက်ချင်းစီရော individually လိုက်ပြီးတော့ထောက်ပံ့နေလို့ မပြီးဘောเนาะဒါနဲ့အာလူတွေကလည်းပြဿနာပါဆိုဒီတော့ကဟောရင်အဲ့အဲ့တောက်ကအကုန်လုံးလိုက်ရသွားဒါနဲ့သူ့မှာအဲ့ပင်ကိုဗီဇာကြီးကကြံနေရဆိုရင်ဥပမာဒီနေ့ဆက်သိင်းရလည်းမနေ့ဖြန်သူကုန်ကုန်သွားမှာပဲအဲ့တော့သူ့ရဲ့ mindset ကလည်းရှိရလူတယောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီးငါတို့ဝိုင်းလုံးလိုက်ပင်းနေလဲကျွန်တော်ကဟိုဟာပေါ့ဖြစ်တင်တာတော့အများကို focus ထားတဲ့ program မျိုးတွေပို့ပြီးတော့ဖြစ်စေချင်တယ်အခုကအာတခုဖြစ်ရင်အုံနဲ့အုံနဲ့တင်သွားအဲ့အဲ့ဒါကြီးမှာတစ်ခါအဖွဲလိုက်တင်လိုက်ကြီးတွေဖြစ်ဟိုအဲ့လိုမျိုးပေါ့နော် attention ယူရဲ concept ကိုလည်းမဖြစ်စေချင်ဘူး reality ဖြစ်စေချင်တယ်အာဒါ ာတော့ဟိုကျွန်တော်ထင်ခဲ့သူတွေကို blame တာမဟုတ်ဘူးပေါ့နော်အတချို့ကြတော့ရှိရဲ့အာဒီတဲမှာအော် involve လုပ်ပြီးတော့ဟိုပေးတာငါဟိုနည်းနည်းပေါ့နော်ဒီဟာကို attention ယူတတ်တဲ့သူမျိုးတွေရှိတယ်အဲ့လိုလူမျိုးပဲ just only ပြောတာပါတကယ်ကိုစေတနာအရင်းခံတဲ့သူတွေမပါဘူးပေါ့နော်အထူးတူပဲကျွန်တော်တို့အဲ့လိုမျိုးဟိုကူညီပေးနေတဲ့သူတွေလည်းကျွန်တော်မြတ်တရရခံချင်တာအများကိုခြုံငုံတဲ့ plan မျိုးတွေဟိုတတ်နိုင်နေဆိုရင်တော့ပိုကောင်းပါတယ်လို့ဟုတ်တူးတယောက်ချင်းသက်ဆိုင်ရင်တော့ဟိုကျွန်တော်လူငယ်တွေကလေးတွေအနာဂတ်အတွက်ကို ဝိုင်းဝန်းပြီးတော့ဟိုအခြေတွင်းစဉ်းစားပြေးစေချင်တယ်ပေါ့နော်ဟုတ်မြန်မာစတာပစာ